စစ်တပ်ရဲ့ပတ်စံလေးစစ်တပ်ကပေးတဲ့အရာတွေစစ်တပ်ကအကြောင်းတရားတွေကိုယူပြီးတော့အမှုပညာသွားမလုပ်ဘူး။အဲ့ဒါတွေမပါဘဲနဲ့အမှုပညာကိုလှုပ်ချင်တယ်လို့ရှိလှုပ်ချင်လှုပ်လို့ရတဲ့ပုံစံတွေအများကြီးရှိတယ်။နောက်ဆုံးဘားတွေမှာသွားဆိုနေတာကျွန်တော်ဘာမှမပြောသေးဘူး။တကယ်ကိုဘာမှမပြောသေးဘူး။ကြိုက်တယ်လို့ပုံစံနဲ့ဆိုတကယ်ကိုဘာမှမပြောသေးဘူး။ဒါပေမဲ့သွားပြောလို့မရဘူး။မောမောဟိုစစ်တပ်အတွက်မင်းကလာပြီးတော့ဒီဥစ္စာကိုလုပ်နေတယ်ဆိုတဲ့ပုံစံမျိုးလုပ်လို့မရဘူး။တော်တော်များများကြိုက်ကြတဲ့ဆိုင်းဆိုင်ခံလိုက် ဘန်ကောက်မှာရှိုးဝဲလောက်ရတယ်။အများကြီးပဲသွားအပိကြတာ။ပုံတွေကိုမကြောက်မလန့်တင်ရဲကြတယ်။ဆိုင်းဆိုင်းခန်းလိုက်ကိုမင်းတို့ထပ်ပူဆိုရယ်ဆိုင်းဆိုင်းခန်းလိုက်ဆိုရယ်ကောင်။ဘန်ကောက်မှာလာပြီးတော့ရှိုးဝဲလာလို့တယ်။လူတွေအများကြီးပဲသွားအပိကြတယ်။ဒီကောင်ဘာအတွက်လုံနေရတယ်လဲ။ဆိုင်းဆိုင်းခန်းလိုက်ဆိုရယ်ကောင်ဘာအတွက်လုံနေရတယ်လဲ။သူရဲ့ကိုကျိုးစည်းဘွားကိုရှည်တန်းတင်ပြီးတော့စစ်တပ်အတွက်ဝါရားဖြန့်ပေးနေတယ်။ဒီကောင်အခုတခြားနိုင်ငံတွေပါပါထတ်လို့ဖို့ဆိုပြီးတော့စူးစမ်းနေတာရှိတယ်။ထတ်ထွက်လာရင်ကျွန်တော်တို့ကအော်အောင်ပါ ထိုင်းလိုနေရာမျိုးမှာမြန်မာတွေကအတန်းစားဘောင်းစုံနဲ့ရောက်နေကြတယ်။နောက်ပြီးတော့ထိုင်းလိုနေရာမျိုးကမင်းအောင်လိုင်းလိုကောင်မျိုးမတဲ့နိုင်ငံထဲမှာထိုင်းလဲပါတယ်။ဒီလိုနေရာမျိုးမှာပွဲကိုကန့်ကွက်လို့မရဘူးဆိုတာကျွန်တော်တို့လက်ခံတယ်။အရင်ကျွန်တော်တို့ရဲ့အားတွေအရင်မရောက်ဘူးဆိုတာသိပေမဲ့ဒီကောင်တွေရဲ့အဲ့လိုရက်တွေကိုတော့ကျွန်တော်တို့လုံးဝမလက်ခံပါဘူး။အညာမှာဘုံတွေကျဲလဲမွေးနေ့ပွဲလုပ်ပြီးတော့ပျော်ပြတယ်။နော်အခုဆိုထိုင်းတီလာပြီးတော့ရေခတ်သွားသေးတယ်နော် ဒါကိုစောင်းတော့မရှိတဲ့ minimum pharmacy ကောင်တွေကသွားပြီးတော့အားနေကြအားပေးကြသေးတယ်။အခုအချိန်ကပြည်သူတွေအသက်ဆုံးရှုံးနေတဲ့အချိန်မှာဝေဖန်တာဝမ်းနေတာပြည်သူဘက်ကရက်တီရစတဲ့အတန်တွေထွက်ဖို့ဘယ်လိုလဲတိတ်ဆိတ်ပြပြီးတော့ကိုငွေရဖို့နဲ့စစ်တပ်အလိုကျပွဲလန်းတွေစီစဉ်အမှုပညာတင်ဆက်မှုတွေကိုဟမ်မပြက်လုပ်နေနိုင်တဲ့အမှုပညာရှင်ကိုအားပေးဂုဏ်ပြုဖို့ မသိမလုံတင်တော့တဲ့အချိန်ကိုရောက်နေတဲ့ပြင်တကယ်ကိုလွန်အောင်လွန်နေပြီဆိုတာကိုကျွန်တော်ပြောချင်တာပါဒီဆန်တိုင်းကလိုင်းဆိုရဲကောင်းဆိုရင်တို့ပြည်သူတွေညီရလားဟိတ်ဆိုတော့ဆိုလက်သုံးချောင်းထောင်ပြီးတော့ဟာလားညီရဟိတ်ညီရဟိတ်ဆိုပြီးတော့អော်ခဲ့တဲ့កောင်းတွေထဲမှာဒီកောင်းပါတယ်ဒီပိုင်းမှာကလေးတွေဘုံကျဲခံရတဲ့အချိန်ဒီកောင်းសោកតានထွက်ခဲ့တာ အခုလိုအချိန်ပြည်သူတွေတေကြပြက်စီးလို့ဝမ်းနည်းမှုတွေဖြစ်နေတဲ့အချိန်မှာဟိုပွဲသွားဖြောပြေးဒီပွဲလာဖြောပြေးရတဲ့အခကြီးငွေကိုဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကူညီနေရလဲမဟုတ်ပါဘူးကိုတူဦးရဲ့ကောင်းစားရေးအတွက်စနိုင်ခန့်လှိုင်ဆိုတဲ့ကောင်ကလုံးပြနေတာပါဒါ ው နာယာကောင်းမန်းမသိတဲ့သူတွေကလည်းရှိနေပါသေးတယ်ငါတို့ဘလောက်ဆဲဆဲအချိန်တည်းနည်းနည်းထွက်လူလိုက်ရင်ဒီကောင်ငြိမ်သွားဒီကောင်နေငြိမ်သွားမှာမှာဆိုတော့ ပုံစံနဲ့ပြည်သူကိုဆက်ဆံပြတဲ့သူတွေထဲမှာဆန်းဆန်းခန့်လိုက်ပြီးတခြားဖက်ခွက်သားတွေလည်း